မင်္ဂလာပွဲကျင်းပပြီးနောက်မန္တလေးမှာနားနေတော့ငလင်းကြောက်ကွယ်လွန်သွားခဲ့ရတဲ့ဒေါက်တာထုထဲကျော်တို့ဇနီးမောင်နဲ့ အားလုံးပဲမင်္ဂလာပါရှင်ဆယ်လီတိုင်းညိုပေးကနေပြန်လည်ကြိုဆိုလိုက်ပါရီမန်လီမှာငလင်းကြောင့်ဆုပ်ပါသွားသူတွေမှာမကြခင်ကလက်ထက်ခဲ့ကြတဲ့ဒေါက်တာဒုတဲ့ကျော်တို့ဇနီးမောင်နဲ့လည်းပါဝင်ပါရီဒေါက်တာဒုတဲ့ကျော်နဲ့မယက်မင်းသူတို့ဟာကချင်ပြည်နယ်ဟိုပင်မြို့မှာမင်္ဂလာဆောင်ပြီးတော့ရန်ကုန်ကမပြန်ခင်မှာမန်လီမှာတထောင်နာခဲ့ကြတာပါရန်ကုန်မှာမင်္ဂလာဆောင်ဖို့အတွက်ပြန်လာခဲ့တာဖြစ်ပြီးဒီလိုဖြစ်မျိုးကိုကြုံရမယ်လို့ဘသူကမှကြုံမသိခဲ့ကြပါဘူးမန်လီကဂရိဘောဟိုတယ်မှာတည်နေတော့ငလင်းတဲ့ကြောင့်သူတို့နှစ်ယောက်လုံးကွဲလွန်သွားခဲ့ရပါရီလက်ထက်ပြီးတော့တလားကျော်သာရှိသေးပြီးရန် င်ကုန်မမင်္ဂလာဝဲတော်တဝဲကျင်းပဖို့အတွက်ပြန်လာရင်းနဲ့နှစ်ယောက်လုံးကန်ဆိုခဲ့ကြပါရီမလာ20ရက်နေ့ကလေးကဟိုတယ်ထဲမှာပြေးမိနေခဲ့ကြပြီးတော့သူတို့နှစ်ယောက်ရဲ့ကြံရက်တဲ့ရုံလောင်းတွေကိုတော့အေဘီလ10ရက်နေ့မှာပြန်တွေ့ခဲ့ကြတာပါဒေါက်တာထုတဲ့ကျော်ကရန်ကုန်မှာနေသူဖြစ်ပြီးတော့မယင်မင်းသူကကချင်ပြည်နယ်မှာနေထိုင်သူပါအဝေးကြီးကနေဖူးစာဆောင်ခဲ့ကြပြီးတော့လက်ထက်ပြီးလာပိုင်းအတွက်မှာနေ့ယောက်လုံးကွယ်လွန်သွားခဲ့ရပါသည်သူတို့နှစ်ယောက်ကအမေရိကဂရီဝေါ်ဟိုတယ်မှာဝင်တဲပြီးနေ့လယ်နေ့မှာရန်ကုန်ကိုသွားဖို့ဟိုတယ်မှာစောင့်နေခဲ့ကြပါသည်ဟိုတယ်ကနေထွက်ဖို့ပြင်နေတော့မ ှာပဲပြည်ထောင်နေငလင်ကလောက်ခတ်သွားခဲ့ပါရီဂရေဝါဟိုတယ်ကရှောက်ဝေးကဲဆယ်ရီတွေကိုကိုရဲခန့်ချောင်းအောင်ရှောက်ခွင့်မပေးခဲ့ပါဘူးအခြားနေရာတွေကကဲဆယ်ရီတွေကိုနေရောညပါလောက်ကြပါပေမဲ့ဒီဟိုတယ်ကတော့ရက်တော်ကြောင့်မှသာခွင့်ပြုပေးခဲ့တာပါ ဒေါက်တာထူးတဲ့ကျော်တော်ဇနီးမောင်နှံကိုစိတ်ပူနေကြတဲ့သူတွေရှိကြပါရင် Grey World Hotel မှာလူများစွာပြိပိနေပြီးကြံ့ရင့်တဲ့မိသားစုဝင်တွေကရှာဖွေပေးဖို့အတွက် Hotel ပိုင်ရှင်ကိုတောင်းဆိုကြပါရင် Hotel ရှေ့မှာကြံ့ရင့်တဲ့မိသားစုဝင်တွေထိုင်ကြော့ပြီးတော့မြေရီတွေနဲ့တောင်းပန်ပေးမယ်လေကိစ္စရေးတွေရှာဖွေရေးတွေကိုမလုပ်ကြပါဘူးတရပေးတရကုန်ဆုံးလာခဲ့ပြီးအခြားနေရာတွေမှာပြိမိသူတွေတောင်းမှပြန်တွေ့ကြပါရင်ဒါပေမဲ့ဒီ Hotel မှာတော့ရှာဖွေရေးတွေခွင့်မပြုပေးခဲ့ပါဘူး Grey World Hotel ရဲ့အောက်မှာလူမသိစေချင်တဲ့ယာရီရှိတာကြောင့်ရှာဖွေရေးကိုခွင့်မပြုဘူးဆိုတဲ့သတင်းတွေလည်းထွက် ါ်ပေါ်လာခဲ့ပါရီဒါပေမဲ့ဟိုတယ်ဘက်ကတာဝန်ရှိသူတွေကတော့သူတို့ရဲ့ဟိုတယ်ရဲ့အောက်မှာဖုံးဝေထားတဲ့ရှားတွေမရှိပါဘူးလို့ပြောထားပါရီရှားဝေကိစ္စရဲ့ကိုရဲများစွာခွင့်မပြုတဲ့အကြောင်းကလည်းရေရရာမရှိတာကြောင့်ရေများစွာကြောင့်အောင်ပိမိနေသူတွေကကွယ်လွန်သွားခဲ့တာဖြစ်ပါရီ။ကဲဆဲရေးအတွက်တမနင်လေးကတောင်မှတမိုးရမ်းရှိတဲ့အချိန်မှာရဲတော်ကြတဲ့အထိရှောက်ခွေမပေးထားလို့အချို့မိသားစုတွေကပြင်မဆုံကြတော့ပါဘူး။ဒီထဲမှာတော့မကြသည်ခင်ကမှလက်ထပ်ထားတဲ့ဒေါက်တာထုထက်ကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကိုကွယ်လွန်သွားရပါတော့ရီ။မယမင်းသူက အရင်ရှာတွေ့ပြီးမှဒေါက်တာထူးတဲ့ကျော်ကိုရှာတွေ့ခဲ့တာပါ။ရှာဝေကေဆေးရေးကိုသာဆော့ဆော့ခွပြုမယ်ဆိုရင်တော့အသက်ရှင်နိုင်သေးပေမယ့်ရဲကြတာနဲ့များပြိမိနေသူတွေအတွက်မျောလင်းချက်တွေနေလာပါရီ။သူတို့နေရာလုံးရဲ့ခန္ဓာကိုယ်တွေကဆော့ဆော့ဝါဝါပုံမပြတ်သေးတာကြောင့်ကွယ်လွန်တာရက်မကြသေးဘူးလို့ခံမနေကြပါရီ။ရဲဆော့ဆော့သာရှာတွေ့ခဲ့မယ်ဆိုရင်အသက်ရှင်ခွင့်ကိုမျောလင်းလို့ရှာအောင်မှာပါ။ရဲကောင်မမင်္ဂလာဆောင်ဖို့တွင်စီစဉ်ထားပေမယ့်လည်းငနေကြောင့်တင်ရလုံးကွယ်လွန်သွားခဲ့ရပြီးကြံ့ရသူတိုင်းကတော့စိတ်မကောင်းကြပါဘူး။အနေအပြီးစိတ်သဘောထားကောင်းတဲ့ဇတိမောင်နဲ့နေရောက်ကဒီလိုဖြစ်မျိုးကိုကြုံလိုက် ရပြီးတော့ကျင်ရတဲ့မိဘတွေလည်းယူကျုံမရဖြစ်နေကြပါရီဒေါက်တာထုတဲ့ကျော်တို့ဇနီးမောင်နှံလည်းနောင်ဘဝတွေမှာပြန်ဆုံပြီးတော့အသက်ရှင်ရှင်နေနိုင်မှာစေလို့ဆုတောင်းလိုက်ပါရနော်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်